အဘန်းစာပါမှာဆိုရင်ဘတ်စားတဲ့နေရာမှာလမ်းလျှောက်စရာမလိုတော့ပါဘူး။ဒါမျိုးဆိုဝိုင်းလေးပေါ့ကိုကခဏနောက်ပြထားမယ်။အချိန်ကြာသွားရင်ဒါမျိုးလေဝေကြီးကကိုကိုသွားတဲ့နေရာကိုလိုက်ပို့ပေးမှာဖြစ်ပါရဲ့။အဲ့တော့လမ်းလျှောက်စရာမလိုတဲ့အတွက်တော်တော်လေးကိုမိုက်သွားပါပြီ။ကျွန်တော်အဘန်းစာပါမှာဆိုရင်ဗျာ random way ဆောက်လိုက်ပြီးဆိုတာနဲ့ free roaming ဆိုပြီးတော့အဲ့လိုကြီးပေါ်လာမှာဗျာ။အဲ့ဒါကိုထောက်ပြီးကြည့်လိုက်မယ်ဆိုရင် तू ကဘယ်နေရာနဲ့ဘယ်နေရာကြီးရောက်နိုင်လဲဆိုတဲ့အမှတ်အသားလေးကို तू ကပြထားရဲ့။ဒီမှာဆိုရင်မြားစားတဲ့နေရာလေးရတယ်။ तू ကမြားလေးပြထားပြီးတော့အဲ့နေရာကိုနေလိုက်မယ်ဆိုရင်ဘယ်နေရာကိုရောက်မလဲ။ ဲ့သုံးတဲ့နေရာကနေရောပြန်ပြောနင်းလို့မရဘူး။သူကစားတဲ့နေရာကနေပဲနင်းလို့ရမယ်။အဲစုစုပေါင်းနင်းလို့ရတာက enemy ဟာရောဆိုရင်ဗျာ၈ခုလောက်လေးရှိရဲ့။၈ခုလောက်နင်းပြီးကိုသွားတဲ့နေရာကိုသွားလို့ရရဲ့။ဒီ free roam ဆိုတဲ့ effect ကဗျာချက်ချင်းတမ်းမျိုးရတာမဟုတ်5မိနစ်ပြီးမှရတာ။ဒီမှာဆိုရင်ဒီမန်နာလေးမှာဆိုပါတယ်ဗောနော apply အေးပဲရင်ဆိုပြီးဘယ်နှစ်စက္ကန့်အနေနဲ့မှာအဲဒီဟာတွေကရတော့မယ်ဆိုပြီးတော့5မိနစ်ပြည့်ပြီးဆိုတာနဲ့ဆောင်းနာကကျွန်တော်ပြောထားတဲ့အတိုင်းပဲကိုသွားတဲ့နေရာကိုအမှတ်အစားလေးနင်းပြီးတော့သွားလို့ရပြီပဲဖြစ်ပါတယ်။ ဒီ free roaming effect ကဘယ်မှာသွားပြီးကောင်းလာလဲဆိုတော့လိန်းနေဂန်ငယ်လောက်တဲ့နေရာမှာဆိုအရန်အားလာရဲ့ဒီလေဝေလေးနေပြီးတော့ကိုကချက်ချင်းဂန်လို့ရတာမလို့အချိန်ခဏအတွင်းဒီ enemy ရဲ့ bottom lane တွေ fight lane တွေကိုအလွယ်တကူဂန်လို့ရတယ်တက်နေတော့အပူကောင်းသွားတယ်လို့ဒီ hyper တွေကလည်းဂန်ငင်ကိုပို့ပြီးလောက်ရတာအရန်နဲ့ထိုင်အဆင်ပြေလာတယ် အားသက်ချက်ကဘာလဲဆိုတော့ကျွန်တော်ဂန်ငင်လောက်ရတာကမြင်ရမယ်အဲဒီလေဝီစီနေရကာလာပန်လုံး enemy ကကိုယ့်ကိုဒါမေ့ပေးလို့မရဘူးအင်မြူးမယ်လို့ပြောထားတယ်အဲအားသက်ချက်ကဘာလဲဆိုတော့ဒီလေဝီစီနေရအချိန်မှာကိုယ်ကစပယ်တွေသုံးလို့ရမှာမဟုတ်ဘူးဒီဒါမေ့ရက်နေလို့ရမယ်ဒါကတော့အားသက်ချက်နဲ့အားသက်ချက်ပဲဖြစ်တယ်နောက်ပြီးဒီလေဝေကကန့်သက်ချက်မရှိဘူးဗျာကိုယ့်ရဲ့အတင်းသားတွေတူတူစီးမဲ့ဆိုလဲကြည့်လို့ရရယ် enemy စီးမဲ့ဆိုလဲကြည့်လို့ရရယ်ပြီးတော့အချိန်ကစောင့်နေရမလို့ပေါ့နော်အဲ့တခုတော့ရှိတယ် ဆိုတော့ rather အနေနဲ့ဒါမျိုးလေးဝေးသေးပြီးတော့ဂန်ကြီးလောက်တဲ့အပိုင်းကိုသဘောကျရဲ့လားဘလို့နေလဲဆိုတာကွန်မန်လေးရဲ့မှာမှန်မိခဲ့ကြပါအောင်ကျွန်တော် hero judgment တွေကိုတွားလိုက်ကြအောင် hero judgment မှာဆိုရင်မီယာကိုနှက်လိုက်တယ်အဲမီယာရဲ့ passive ကိုနှက်လိုက်တယ်ပေါ့နော်မီယာရဲ့ passive ဖြစ်တဲ့ moonlight share ကို visit တဲ့ damage ကိုဒီ30ကနေ25ကြီးနှက်လိုက်တယ် ဒီ share room နဲ့ပြည့်တယ်ဆိုတာကမီယာပတ်သက်သက်တဲ့၅ခုပြည့်ပြီလို့ဗျာတစ်ချက်အပူပြည့်ပြီဗျာအဲ့ဒါကိုပြောချင်းဖြစ်တယ်အဲ့ဒါကိုအဲ့ဒမ်းမေကိုနှက်လိုက်တာပေါ့နော်နာတာလီယာကိုကျတော့ modern ကနည်းငယ်ချင်းရက်လောက်ထားရဲ့အရင်ကနာတာလီယာ room ပဲဆိုတာ dial hit ဆိုတဲ့ဒီ room emblem နဲ့ room ကပေါ့နော်အဲ့ဒီ room emblem ကအခုဆိုဗျာ adjustment လောက်ထားရတော့အာ bass damage မရတော့ပေါ့နော် bass damage မရရတော့နာတာလီယာမှာထည့်ပြီးဆက်မယ်ဆိုရင်လုံးဝအကျိုးမရှိဘူးဒါကြောင့်မလို့ modern ကနာတာလီယာကိုဂျန်ဂလာအနေနဲ့ဆော့သွေးခြင်းနဲ့ ဗရာလီယာကိုဂျန်ဂလာဆောက်လို့ရအောင်လို့မော်တွန်ကဒီစကေးဝမ်ကိုရောင်းကိုဖြောချပေးထားတယ်။ဆက်စက်ကန်ကနေ60စက္ကန့်အထိကိုမှဒီဆက်စက်ကန်ကနေ60စက္ကန့်အထိကိုရောင်းကိုဖြောချပေးထားတယ်။စကေး3ရဲ့ကိုရောင်းကိုလည်းဖြောချပေးထားတယ်။အဲစကေးရီချာတိုင်းကိုလည်းဒီ324ရာနေ38တီအောင်ဖြောချပေးထားတယ်။ဒါကြောင့်လို့ now upgrade တွေကြာရင်ဒါတလီယာဂျန်ဂလာရဲ့အနေနဲ့မြင်တွေ့လာဖို့ရှိတယ်။နောက်ပြီးမော်တွန်ကဖာချာကိုလည်းဗတ်ပေးထားတယ်။ဒီငှက်ပြောင်းသွားတဲ့ခါမှဆိုမွန်းမွန်းစပီကိုတိုးပေးထားတယ်။အဲ135ကနေ150တီအောင်တိုးပေးထားတယ်။ဒါကြောင့်မလို့ဖာချာကဒီ lane gang game ဘိုင်းနေ၄ရုံလုံးတင်းတင်းဘိုင်းနေကိုအရင်ရက် ရင်မမြန်ပြုတ်လို့ရတော့မယ်။နောက်ပြီးလူကတ်ကိုလည်းမော်တော်ကနှက်ထားရယ်။အဲလူကတ်ရဲ့ဒီဘတ်ဒမ်းမီအောက်ပုတ်ကိုနှက်ထားရယ်လို့ပြောထားရယ်။ဘတ်ဒမ်းမီအောက်ပုတ်ဆိုတာဘာလဲဆိုတော့ဒါမျိုးစတက်ပြေးသွားရည်ဆိုတာဖောင်းဆိုပြီးအဲ့လိုစတန်ပေးပြီးထိုးရတဲ့ဒမ်းမီ။အဲ့ဒါကိုဘတ်ဒမ်းမီလို့ခေါ်ရယ်။အကောင်ပြောင်းပြီးသွားရည်ဆိုလည်းကုတ်တဲ့ဒမ်းမီပေါ့နော်။အဲ့ဒမ်းမီကိုနှက်ထားရယ်။နောက်ပြီးတော့ဒီအကောင်ပြောင်းပြီးအာတိမိတ်ပြစ်တဲ့ဒီအလုံးဒမ်းမီကိုလည်းနှက်ထားရယ်လို့မော်တော်ကပြောထားရယ်။ ဝင်းရောနေချာလို့ခေါ်တဲ့ဒီအိုင်တန်လေးကို9ရောင်းနှက်ထားတယ်။80ကနေ9ရောင်းကို90ထိအောင်နေမိထားတယ်။နောက်ပြီးတော့ဒီ rose gold လို့ခေါ်တဲ့ဒီဓာဝါလေးကိုလည်းမော်တော်ကဈေးတင်ထားတယ်။အဲဒီ1800ကျော်ကနေ2000ကျော်ထိအောင်တင်ထားတယ်ဗျာ။ဒါကတော့ advance ပေါ်မှာပြောင်းလဲသွားတဲ့ adjustment တွေပဲဖြစ်ပါတယ်။ brother အရင်နဲ့ဒါမျိုးလေဝေလေးစီးပြီးတော့သွားရတာကိုသဘောကျရတယ်ဆိုတော့ကိုမက်လေးရဲ့မှာမှန်မိခဲ့ကြပါအောင်။ကျွန်တော်ဗီဒီယိုကတော့လောက်ပါပဲဗျာ။အသုံးတရှိရပြည့်အတွက်ကျေးဇူးတင်ပါတယ်။